မနေ့ညမြန်မာစံတော်ချိန်တကောင်ရမှာအီရန်ကဒုံးကျည်ခုနှစ်ဆင်းပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီထဲက6ဆင်းကကာတာနိုင်ငံဒိုဟာမြို့၄ပိုင်းတစ်ထဲကိုရောက်လာပြီးအမေရိကန်စစ်ဌာနချုပ်ဆန်ကွန်ရဲ့ AU တိုက်လေတာစခန်းကိုပစ်မှတ်ထားခဲ့တာပါ။နောက်ထပ်တစ်ဆင်းကတော့အီရန်မှာရှိတဲ့အမေရိကန်စခန်းစီပစ်ခတ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာမကြာသေးခင်ကအမေရိကန်ကအီရန်နျူကလ িয়ার စခန်းတွေကိုလေကြောင်းကတိုက်ခိုက်ခဲ့ပြီးနောက်အီရန်ရဲ့လက်တုံ့ပြန်မှုလို့မြင်ကြပါတယ်။ဒုံးကျည်တွေပစ်ခတ်ပြီးတဲ့နောက် ကာတာကသူ့ရဲ့၄ပိုင်းနဲ့တစ်ခုလုံးကိုချက်ချင်းပိတ်ပစ်ခဲ့ပြီး အရက်ပတ်ဒေတောင်ခရီးစဉ်တွေအားလုံးကိုဖျက်သိမ်းလိုက်ပါတယ်။ဒေတာကန်ပြည်သူတွေကိုလည်းအိမ်ထဲမှာပဲနေဖို့ညွှန်ကြားခဲ့ပါတယ်။ကံကောင်းသားနဲ့ပဲအမေရိကန်နဲ့ကာတာရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေကဒုံးကျည်အများစုကိုဖျက်ဆီးနိုင်ခဲ့လို့ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။ဒါပေမဲ့ဒီတိုက်ခိုက်မှုကြောင့်ဒေတာရင်းတင်းမာမှုတွေကတော့ပိုပြီးမြင့်တက်လာပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ဒီတိုက်ခိုက်မှုမလုပ်ခင်အီရန်ကအမေရိကန်ကိုနိုင်ပေါင်းများစွာကြိုတင်အကြောင်းကြားခဲ့တယ်လို့အစ္စရေးနဲ့နောက်နိုင်ငံသတင်းရင်းမြစ်တွေကအတည်ပြုခဲ့ကြတာပါပဲ။ဒါကြောင့်ဒီတိုက်ခိုက်မှုဟာတကယ်တမ်းထိခိုက်ပျက်စီးအောင်လုပ်တာမဟုတ်ပဲ ပြည်ရင်းဖီအားတွေကိုရှင်းချဖို့နဲ့မျက်နှာသာရဖို့အတွက်ရည်ရွယ်တဲ့လက်တုံပြန်မှုတတ်တတ်ပဲလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ်။အကယ်၍ဟုတ်တယ်ဆိုရင်တော့ဒါဟာစည်ရေးမဟာဗျူဟာထက်ဝါရဖြန့်ကြီးရေးကရိယာတစ်ခုကိုဒုံးကြီးကိုအသုံးပြုခဲ့တဲ့ထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါလိမ့်မယ်။အမေရိကန်ကသတိထားတဲ့သဘောထားကိုထိမ့်သိမ်းထားချိန်မှာအစ္စရေးကတော့ချက်ချင်းဆိုသလိုပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။အစ္စရေးလီဒါဟာအီရန်ပိုင်နယ်ထက်က Islamic Revolutionary Guard Corps IRGC ကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုဒါဝင်နဲ့ချီပြုလုပ်ခဲ့ပါတယ်။စစ်ဘက်လေဆိပ်တွေ ကိုကဲရေးစခန်းတွေနဲ့နိုင်ငံပိုင်မီဒီယာဌာနချုပ်တွေကိုပါတိုက်ခိုက်ခဲ့ပါတယ်။ဒါဟာအီရန်ကိုအချိန်မီတုံ့ပြန်မှုမလုပ်နိုင်အောင်ဖိအားပေးဖို့အတွက်ကြိုတင်ကာကွယ်တဲ့တိုက်ခိုက်မှုပုံစံကိုအစ္စရေးကအသုံးပြုနေတာကိုပြသနေပါတယ်။အမေရိကန်ကတော့ထောက်လန်းရေးလုပ်ငန်းတွေလှုပ်ဆောင်ပြီးလိုအပ်ရင်ထပ်မံတိုက်ခိုက်ဖို့အသင့်ပြင်ဆင်ထားကမဟာဗျူဟာမြောက်ထောက်ပံ့ရေးအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဒီဖြစ်ရကြောင်းအမေရိကန်နဲ့အီရန်နှစ်ဖက်စလုံးရဲ့မဟာမိတ်အလဲလက်နိုင်ငံဖြစ်တဲ့ကာတာဟာဒွိဟအခြေအနေကိုရောက်ရှိသွားပါတယ်။ ကာတာကအီရန်ရဲ့လုပ်ရည်တွေကိုအချုပ်ချာအာဏာကိုရှင်းရှင်းလင်းလင်းချိုးဖောက်တယ်လို့တရားဝင်ရှုတ်ချခဲ့ပြီးနိုင်ငံတကာဥပဒေအရတင့်လျော်တဲ့တုံ့ပြန်မှုတွေလှုပ်ဆောင်မယ်လို့သတိပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအီရန်ကဒါဟာကာတာပေါ်ရန်လိုတဲ့လုပ်ရည်မဟုတ်ပဲအမေရိကန်တပ်ဖွဲ့တွေကိုသာပြစ်မှတ်ထားတာပါလို့ပြောခဲ့ပါတယ်။အီရန်ကဒီတိုက်ခိုက်မှုကိုအောင်မြင်ဥဤအောင်အောင်မြင်မှုဤကောင်းချီလို့စစ်ဆင်ရေးလို့နာမည်ပေးခဲ့ပါတယ်။အီရန်မျိုးသားလုံခြုံရေးကောင်စီရဲ့ထုတ်ပြန်ချက်အရကာတာမှာရှိတဲ့အယ်လူဒိုက်စခန်းကိုဒုံးကျည်14စင်းပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီအရေအတွက်ဟာအမေရိကန်ကအီရန်နျူကလ িয়ার စခန်းတွေကိုဖျက်ဆီးဖို့အသုံးပြုခဲ့တဲ့ B2 ဘုံးအရေအတွက်နဲ့အတူတူပါပဲဒါပေမဲ့ Israel အမေရိကန်နဲ့ကာတာကနေထွက်ပေါ်လာတဲ့သတင်းတွေအရတကယ်တမ်းဒုံးကျည်ဆယ်သိန်းထက်ပိုမပြစ်ခတ်ခဲ့ပဲအများစုကိုလည်းကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်ဒါကအီရန်ရဲ့တိုက်ခိုက်မှုကအတိုင်းတာရရောသင်္ကေတအရပါများစွာရှော့ချထားတယ်ဆိုတာကိုပြသနေပါတယ်ဒါအပြင်အီရန်ဟာတိုက်ခိုက်မှုမလုပ်ခင်အမေရိကန်ကိုကြိုတင်အကြောင်းကြားခဲ့တဲ့အတွက် Eldite Latest Scan မှာရှိတဲ့ဝန်ထမ်းအားလုံးကိုဘေးကင်းစွာရွှေ့ပြောင်းနိုင်ခဲ့ပါတယ် ဒါဟာအီရန်နေနဲ့တေဆုံးမှုတွေဖြစ်အောင်ရည်ရွယ်ချက်မရှိပဲပြည်ရင်းပြည်သူတွေကိုစိတ်ကြေနှက်စေဖို့ပြဿနာတစ်ခုပဲလှုပ်ချင်ခဲ့တာကိုအတည်ပြုနေပါတယ်။တကယ်တမ်းမှာတော့ American leader နဲ့ Israel တို့ကအီရန်ရဲ့ nuclear စခန်းတွေလက်နက်တူလောင်ယုံတွေကိုကဲရေးဌာနချုပ်တွေနဲ့အီရန်အစိုးရရဲ့စိတ်ပိုင်းဆိုင်ရာကိုပိတ်မှတ်ထားပြီးကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ American ရဲ့ B2 Spirit ဘုံးကျဲလေယာဉ်80ဆင်းဟာမြေအောက်ခံတိုက်ဖြတ်ပုံ GBU 57 MOB ဘုံး14လုံးစီ14လုံးစီတယ်ဆောင်ပြီးအီရန်ရဲ့ နာတန့်စ်နဲ့ဖော်ဒိုလိုမြေအောက်နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာအီရန်ရဲ့မဟာဗျူဟာမြောက်တားဆီးနိုင်ငံကိုလုံးဝဖယ်ရှားပစ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ဂျိုလူပုံရိပ်တွေရာဒီစခန်းတစ်ခုကနီးပညာဆိုင်ရာအခြေခံအဆောက်အုံအများစုဟာလုံးဝဖျက်ဆီးခံခဲ့ရပြီးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာမူလအခြေအနေကိုပြန်ရောက်ဖို့အနည်းဆုံး၃နှစ်ကနေ၅နှစ်ထိနောက်ပြန်ကျသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီအချိန်မှာပဲအစ္စရေးကလည်းပြစ်ခတ်မှုပြင်းထန်တဲ့တိုက်ခိုက်မှုတီးတစ်ခုကိုလုပ်ခဲ့ပါတယ် F35I Adel နဲ့ F15I Rome လေယာဉ်90ကျော်နဲ့ တီဟီရန်အစ်ဖာဒန်တာရက်စ်မြို့တွေမှာရှိတဲ့တော်လန်ရေးအဆောင်တပ်ရဲ့ကိုကဲရေးစင်တာတွေကိုတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုမှာအစ္စရေးကထူးခြားတဲ့နည်းပညာအသစ်တစ်ခုကိုသုံးခဲ့ပါတယ် IDF အစ္စရေးကာဝေးရေးတပ်ဖွဲ့ရဲ့ electronic စစ်ပွဲပုံစံတွေဟာအီရန်ရဲ့ဖျက်ဆီးရေး drone suicide drone 14စီးကိုချက်ချင်းကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်ဒီလျက်စစ်တမ်းလိုက်ဖိနှိပ်နိုင်စွမ်းက drone တွေကိုလုံမလုံနိုင်အောင်လုပ်ယုံနေမှာပဲအီရန်ရဲ့တိုက်ပွဲဝင်ကိုကဲမှုနဲ့ထိန်းချုပ်မှုစနစ်တွေကိုပါလုံးဝပြတ်ပြားစေခဲ့ပါတယ် ဒါဟာမကြုံဘူးတဲ့တိုးတက်မှုတစ်ခုပါပဲ။တစ်ချိန်တည်းမှာပဲအီရန်ရဲ့ဒုံးကျည်ပစ်လွတ်စနစ်60ရာခိုင်နှုန်းကျော်ဖျက်ဆီးခံခဲ့ရတယ်လို့အနောက်တိုင်းထောင်လိုင်းရေးသတင်းတွေကအတည်ပြုခဲ့ပါတယ်။ဒါဟာအီရန်ရဲ့နောက်ဆက်တွဲလက်တုံပြန်တိုက်ခိုက်မှုတွေဟာစစ်ရေးအရအကျိုးသက်ရောက်မှုမရှိဘဲတင်ဂေတာတသက်ပဲဖြစ်နိုင်တယ်ဆိုတာကိုပြသနေတဲ့အရေးကြီးတဲ့ဂိမ်းကဏ္ဍတစ်ခုပါ။သူတို့ရဲ့အကွာအဝေးရွှေပြက်ခတ်နိုင်စွမ်းပျက်စီးသွားတဲ့အခါအီရန်ဟာကာဝေးရေးနဲ့ပြင်ပကဂျာကန်တပ်ဖွဲ့တွေကိုပဲအားကိုးရတော့မှာပါ။ဒါပေမဲ့ဟူတီများဟစ်စ်ဘိုလာနဲ့အီရတ်မှာရှိတဲ့ရှီရိုက်စစ်သွေးကြွအုပ်စုတွေကို ဂျာခန်တပ်ဖွဲ့တွေကိုတော့အစ္စရေးနဲ့အမေရိကန်တို့ကစနစ်တကျဖိအားပေးကြောင်းတိုက်ခိုက်မှုတွေပြီးဆုံးတာနဲ့အမေရိကန်ကာဝေးရေးဝန်ကြီးဌာနကဘုံကျဲလေရင်အားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာခဲ့ပြီလို့ကြေညာခဲ့ပါတယ်။ကာတာ၊အီရန်နဲ့ဘာရိန်းမှာရှိတဲ့ American စခန်းတွေဟာအမြင့်ဆုံးတိုက်ခိုက်ရေးအသင့်အနေထားမှာရှိနေသေးဖြစ်ပေမဲ့ထိခိုက်ပျက်စီးမှုတော့မရှိခဲ့ပါဘူး။အိမ်ဖြူတော့ခြေနေထိန်းချုပ်ရေးခန်းကနေစစ်စင်ရေးတစ်ခုလုံးကိုစောင့်ကြည့်နေတဲ့ American သမ္မတကတော့ mission ပြီးဆုံးပြီ အီရန်ရဲ့နျူကလ িয়ার စခန်းတွေဟာနောက်နာကတ်မှာပြန်လည်စတင်နိုင်တော့မှာမဟုတ်ပါဘူးလို့တူတူတုတ်တုတ်ပြောခဲ့ပါတယ်။အစ္စရေးရှူတောင်းကကြည့်ရင်ဒီစစ်စင်ကြီးဟာစစ်ရေးစိတ်ပိုင်းဆိုင်ရာနဲ့ဒေတာရင်းမဟာဗျူဟာပိုင်းဆိုင်ရာရည်ရွယ်ချက်အများပြားကိုအောင်မြင်စေခဲ့ပါတယ်။အကျဉ်းထောင်တွေ၊ရုပ်မြင်ကြံတန်ကြားဌာနတွေ၊ဝါဒဖြန့်ပိုစတာတွေလိုပြည်သူလူထုကိုထိန်းချုပ်တဲ့နေရာတွေကိုဖျက်ဆီးတာဟာပြစ်မှတ်တွေကိုတိုက်ခိုက်တာတသက်မဟုတ်ပါဘူး။ဒါဟာအီရန်ပြည်သူတွေကိုအစိုးရဟာတနေ့ထက်တနေ့ပြိုလဲနေပြီဆိုတဲ့ message တစ်ခုပေးပို့လိုက်တာပါ။ဒရုန်းရိုက်ကူးထားတဲ့ရုပ်ပုံတွေမှာအစ္စရေးလေယာဉ်တွေ တီဟီရန်ကောင်းကင်ယံမှာနှိတ်ကင်းဘက်အနောက်ရှက်မရှိပြန်တန်းနေတာကိုပြသနေပါဗျ။အမေရိကန်က B2 ပုံကျဲလေယာဉ်ကိုအီရန်လေပိုင်တစ်ထည့်ထိတိုက်ရိုက်စေလိုပြီးဘသူမှမသိဘဲဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တာဟာတီဟီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးအားနည်းချက်တွေကိုအပြည့်အဝဖုံထုတ်လိုက်တာပါ။ဒါဟာအီရန်အီရတ်စစ်ပွဲတုန်းကတော့မဖြစ်ဘူးတဲ့ကိစ္စပါ။တချိန်တည်းမှာပဲကမ္ဘာ့ရေနံဈေးနှုန်းတွေမြင့်တက်မလာဘဲကျဆင်းသွားတာဟာအီရန်ကဟော်မုစ်ရေလက်ကြားမှာနောက်ထပ်အနှောက်အယှက်တွေမဖြစ်စေနိုင်တော့ဘူးဆိုတဲ့လက္ခဏာပါပဲ။ဒါကအီရန်ရဲ့မဟာဗျူဟာမြောက်ဩဇာလွှမ်းမိုးမှုကိုပိုပြီးအားနည်းစေခဲ့ပါတယ်။ ပြောရရင်တော့ American နဲ့ Israel တို့ရဲ့ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုစစ်ဆင်ရေးဟာသူတို့ရဲ့စစ်ပန်ဒီပညာတာလုံမှုကိုပြသရုံနဲ့မကပဲ Iran ရဲ့ကာဝေးရေးစွမ်းရည်တားဆီးနိုင်စွမ်းနဲ့ထိန်းချုပ်နိုင်စွမ်းတွေကိုပါဗတ်ပေါင်းစုံကနေထိခိုက်စေခဲ့ပါတယ်။ဒုံးကျည်စနစ်တွေ၊နျူကလ িয়ার စခန်းတွေ၊နိုင်ငံရေးစနစ်တွေပျက်စီးပြီးယုံကြည်မှုတွေပါဆုံးရှုံးသွားတဲ့အတွက် Iran ဟာဗတ်ပေါင်းစုံကနေပြက်ပြားနေပြီးစုတ်ခွာမလားပြိုလဲမလားဆိုတဲ့ရွေးချယ်စရာနှစ်ခုပဲကျန်တော့တာကိုဖော်ပြနေပါတယ်။ဆယ်သူနှစ်တခုကျော်သွေဝိုက်တဲ့ရင်ဆိုင်တိုက်ခိုက်မှုတွေပြီးတဲ့နောက်ကမ္ဘာကပထမဆုံးအကြိမ်ဖြစ် အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ပတ်စွမ်းရည်တွေကိုဓာတ်ရိုက်ပြင်းပြင်းထန်ထန်တိုက်ခိုက်တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့မကြာသေးမီကတိုက်ခိုက်မှုဟာစစ်ရေးအောင်ပွဲတသက်မဟုတ်ပါဘူး။ဒါဟာအရင်ကအလွန်မင်းအန္တရာယ်များတယ်လို့ယူဆခဲ့တဲ့အခြေအနေတစ်ခုအတွက်တကားဖွင့်ပေးလိုက်တာပါ။ဒါကအီရန်အစ္စလာမ်ရဲ့သမ္မတနိုင်ငံမှာအစိုးရပြောင်းလဲရေးပါပဲ။တီရန်ကအမေရိကန်စခန်းကိုဒုံးကျည်တွေပစ်ခတ်ခဲ့ပေမဲ့ကြိုတင်တတိပေးခဲ့တာကအီရန်ရဲ့စစ်ရေးစွမ်းရည်အားနိုင်နေပြီဆိုတာကိုဖော်ပြနေပါတယ်။တချိန်ကအစ္စရေးကိုမြေပုံပေါ်ကနေဖျက်ပစ်မယ်လို့ချိန်ချောက်ခဲ့တဲ့အီရန်ဟာ အခုတော့ပြန်မတိုက်ခင်တောင်ခွင့်တောင်းနေရတဲ့အခြေအနေကိုရောက်နေပါပြီ။ဒါဟာအီရန်ပြည်သူတွေအတွက်အစိုးရရဲ့အကူအညီမဲ့မှုနဲ့အရှက်တကွဲအကျိုးနဲ့ဖြစ်မှုကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။ဒေတာရင်းမှာဆိုရင်ရုရှားနဲ့တရုတ်လိုမဟာမိတ်ဟောင်းတွေတိတ်ဆိတ်နေကြပြီးအာရဗ်နိုင်ငံတွေကတော့အမေရိကန်ကိုတိုက်ခိုက်တာကိုစုပေါင်းရှုတ်ချခဲ့ပါတယ်။ဆော်ဒီအာရေဗျ၊အီဂျစ်၊ဘာရိန်းနဲ့ UAE တို့ဟာအစ္စရေးနဲ့အမေရိကန်ရဲ့စစ်စင်ရေးတွေကိုတိတ်တဆိတ်ထောက်ခံနေကြပါတယ်။ဒါကအီရန်ဟာစစ်ရေးအရရှုံးနိမ့်ခဲ့ုံမကပဲတန်တမန်ရေးရမှာပါလုံးဝတီးခြားဖြစ်သွားပြီဆိုတာကိုပြသနေပါတယ်။ အမေရိကန်ဘက်မှာတော့သမ္မတဒေါ်နယ်ထရန့်ကအစိုးရပြောင်းလဲရင်းနဲ့အီရန်ကိုအသက်တပံပြန်လဲကြီးမြတ်စေရမယ်လို့ဆိုရှယ်မှာထပ်ခါတလဲလဲပြောနေပါဗျ။အိမ်ဘီရောကအီရန်အစိုးရကိုဖျောက်ချဖို့တရားဝင်မထုတ်ပြန်သေးပေမဲ့ပြောကျင်တာကတော့ရှင်းပါတယ်။အစိုးရရဲ့လုပ်ရမပြောင်းလဲရင်အစားထိုးခံရမယ်ဆိုတာပါပဲ။တစ်ချိန်တည်းမှာပဲအနောက်တိုင်းထောက်လှမ်းရေးအေဂျင်စီတွေကအီရန်ကောင်းဆောင်ပိုင်းအတွင်းမှာရှုပ်ထွေးမှုတွေရှိနေပြီးအရာဒူလာကမ္ပဏီမမျှော်လင့်ပဲစုံပါသွားရင်ဘယ်သူဆက်ခံမလဲဆိုတာကိုဆွေးနွေးနေကြတယ်လို့သတင်းပို့ခဲ့ပါတယ်။ဒါဟာအစိုးရတစ်ခုဟာထိန်းချုပ်ထားတဲ့ပြိုလဲမှုအတွက်ပြင်ဆင်နေတာ။ ဒါမှမဟုတ်အ ਨੇ ဆုံးတော့အာနာကိုဆက်ထိန်းထားဖို့ကြိုးစားနေတာကိုပြသနေပါတယ်။လက်ရှိအချိန်မှာအီရန်ဟာဒုံးကျည်တိုက်ခိုက်နိုင်စံတိတိတသားရော့ကျလာတဲ့အတွက်တဖက်ဆောင်တဲ့အကြမ်းဖက်မှုနီလန်တွေကိုပြန်လည်အသုံးပြုလာနိုင်တယ်ဆိုတော့စိုးရိမ်စရာအခြေအနေတခုရှိနေပါတယ်။ဒီလိုနီလန်တွေထဲမှာဒရုန်းတွေနဲ့တိုက်ခိုက်တာပြည်ပမှာရှိတဲ့အီရန်နဲ့ဆက်နွယ်နေတဲ့အစွန်းရောက်အုပ်စုတွေကိုလှုံ့ဆော်တာ။ဒါမှမဟုတ်တန်ယုံတွေဂျူးဖျားရှိခိုးကြောင်းတွေကောင်စစ်ဝင်ယုံတွေလိုပျော်ပြောင်းတဲ့ပြစ်မှတ်တွေကိုပြစ်မှတ်ထားတာတွေပါဝင်နိုင်ပါတယ်။ဒါကြောင့် American နဲ့ Israel တို့ဟာ အရှေ့လေပိုင်းတစ်ခုလုံးနဲ့ဥရောပမှာရှိတဲ့ဂျူးနဲ့အမေရိကန်အတိုင်ဝန်းတွေကိုအမြင့်ဆုံးသတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အချက်ကတော့ဒီလိုအကြမ်းဖက်နှီးပြူဟာတွေဟာအရင်ကလိုမဟာဗျူဟာမြောက်တက်ရောက်မှုမရှိတော့တာပါပဲ။အခုဖြစ်ပျက်နေတဲ့အခြေအနေတွေကအစ္စလာမ်ရဲ့အစိုးရကိုနောက်ဆုံးဖြုတ်ချမဲ့အင်အားဟာအနောက်တိုင်းစစ်တပ်တွေမဟုတ်ဘဲအီရန်ပြည်သူတွေဖြစ်နေတယ်ဆိုတာကိုပြသနေပါတယ်။ခေါင်းဆောင်မှုပေါ်ယုံကြည်မှုတွေပြိုလဲပြီးကြောင်းရွံ့မှုရဲ့နေရာမှာဒေါသတွေကနေရာယူလာတဲ့အခါပြည်ရင်းဒေါ်လာရေးဟာအကောင်းဆုံးရွေးချယ်စရာဖြစ်လာပါတယ်။ ဒီဆက်စင်ရေးရဲ့အဆုံးမှာအမေရိကန်တင့်ကားတွေတီဟီရန်ထဲဝင်ရောက်လာတဲ့မြင်ကွင်းမျိုးမဟုတ်ပဲအီရန်လူငယ်တွေလမ်းပေါ်ထွက်အစ္စလာမစ်တော်လှန်ရေးတင်ကြတာတွေကိုဖယ်ရှားပြီးအရှိလေပိုင်းမှာတချိန်ကအထွန်းတောက်ဆုံးရင်ကျေးမှုတွေကတခုပိုင်ဆိုင်ခဲ့တဲ့နိုင်ငံတနိုင်ငံအတွက်ခေတ်သစ်တစ်ခုကိုကြီးညာနေတဲ့ပုံရိပ်တွေဖြစ်နိုင်ပါတယ်ဒီရေးကြီးတဲ့အချိန်မှာအစ္စရေးနဲ့အမေရိကန်တို့ဟာစစ်မြေပြင်မှာအီရန်ကိုအနိုင်ရရှိခဲ့သူတွေသာမကပြည်ရင်းအပြောင်းလဲအတွက်တွန်းအားပေးသူတွေပါဖြစ်လာခဲ့ပါတယ်ဒါဟာတနက်တန်မပါပဲဒေတာတစ်ခုလုံးကိုပြောင်းလဲနိုင်တဲ့စစ်ပွဲတစ်ခုလို့ဆိုနိုင်ပါတယ် ။မကြသေးမီကအီရန်နိုင်ငံပိုင်မီဒီယာတွေကအစ္စရေးရဲ့ F35I Adult လျှို့ဝှက်တိုက်လေယာဉ်၄စီးကိုပစ်ချခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒီသတင်းနဲ့ AI နဲ့ဖန်တီးထားတဲ့တပ်ပုံတွေဟာဆိုရှယ်မီဒီယာမှာအလှည့်မြန်ပြန့်နှံ့ခဲ့ပြီးအီရန်ဘက်ကအစ္စရေးနည်းပညာကိုအနိုင်ယူခဲ့တယ်လို့ဝါဒဖြန့်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာဒီတပ်ပုံတွေဟာ AI နဲ့ဖန်တီးထားတာဖြစ်ကြောင်းအနောက်တိုင်းကာကွယ်ရေးကျွမ်းကျင်သူတွေကဖော်ထုတ်ခဲ့ပါတယ်။အစ္စရေးကလည်းဒီဆွဆွဲချက်တွေကိုလုံးဝငြင်းဆိုခဲ့ပြီးသူတို့လေယာဉ်တွေဟာအီရန်ပိုင်နယ်ထဲမှာဘေးကင်းစွာဆက်လက်လှုပ်ရှားနေကြောင်းပြသခဲ့ပါတယ်။ လေရင်ပြတ်ကြတာဒါမှမဟုတ်လေရင်မှုဆုံးရှုံးတာမျိုးလုံးဝမရှိပါဘူး။အီရန်ရဲ့ဒီလိုကြေညာချက်မျိုးထုတ်ပြန်ရတဲ့ရည်ရွယ်ချက်ကပြည်သူထင်မြင်ချက်ကိုထိန်းချုပ်ကာအစိုးရရဲ့ယုံကြည်စိတ်ချရမှုကိုပြန်လည်ရယူဖို့မီဒီယာလှည့်စားမှုတစ်ခုကိုလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ F35 လိုလျှို့ဝှက်တိုက်လေရင်ကိုပြစ်ချဖို့ဆိုတာအလွန်ခက်ခဲပါတယ်။လျှို့ဝှက်နည်းပညာဆိုတာမပြတ်စည်းနိုင်ဘူးလို့မဆိုလိုပေမဲ့ဆုံးရှုံးမှုတွေကိုရှုတ်ချဖို့ယူရပါတယ်။ Israel ဟာ F35 အင်ကိုထိရောက်တဲ့နည်းပြူဟာတွေနဲ့အသုံးပြုခဲ့တာကြောင့် အီရန်ကတိုက်ခိုက်ဖို့အခွင့်အရေးတောင်မရခဲ့ပါဘူး F35 ဟာရန်သူရေဒါတွေကိုနှောက်ယှက်နိုင်တဲ့ electronic လေယာဉ်တွေရဲ့ထောက်ပံ့မှုကိုလည်းရရှိပါတယ် Hermes 900ထောက်လည်းရေး UAV တွေကလည်းအီရန်ပိုင်နယ်ထဲနက်နက်ဆိုင်ဆိုင်ထိုးပေါက်ပြီးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးရမှာကူညီပေးခဲ့ပါတယ်ဂျိုဒူပုံရိပ်တွေအရအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးကွန်ရက်တဝက်လောက်ဟာပထမဆုံးလေကြောင်းတိုက်ခိုက်မှုတွေမှာပဲပျက်စီးသွားခဲ့တာကိုအတည်ပြုခဲ့ပါတယ်ဆိုလိုတာကတော့အီရန်ဟာသူတို့ရဲ့ရေဒါတွေမပျက်စီးခင်မှာရန်သူကိုဒီတက်လုပ်ဖို့အချိန်မရခဲ့ပါဘူး အီရန်က Hamas 900ထောင်လိုင်းရဲ့ drone ကိုသာပစ်ချနိုင်ခဲ့တယ်လို့ပြောပေမဲ့ဒါဟာတိုက်ခိုက်ရေး drone မဟုတ်ပါဘူး။ Israel ဟာအီရန်ရဲ့အဓိကစစ်ရေးပစ်မှတ်တွေဖြစ်တဲ့ radar scan တွေ၊ခံရမ်းမိကြောက်တူလောင်ရုံတွေ၊ nuclear scan ၊ Fordo ရဲ့အတွင်းပိုင်းတက်လှမ်းမှုလဲပတ်မှုစနစ်တွေ၊ကိုကဲရေးစင်တာတွေနဲ့စစ်ပတ်ဆက်သွယ်ရေးစနစ်တွေကိုစနစ်တကျတိုက်ခိုက်ဖျက်ဆီးနေပါတယ်။ Banner Apex ရေတပ်စခန်းကိုတိုက်ခိုက်ခြင်းဖြစ် ဟော်မူစ်ရေလက်ကြားပိတ်ဆို့နိုင်တဲ့အီရန်ရဲ့စွမ်းရည်ကိုလည်းရှော့ချခဲ့ပါတယ်။ဒီရဲ့ချက်တွေအားလုံးကအီရန်ဟာသူ့ရဲ့ကိုပိုင်လေပိုင်နက်ကိုထိန်းချုပ်မှုဆုံးရှုံးနေပြီဆိုတာကိုပြသနေပါတယ်။အစ္စရေးလရင်ပြစ်ချခံရတဲ့ဆိုတော့ခိုင်မာတဲ့အထောက်အထားဘာမှမရှိပါဘူး။ဒါကြောင့် F35 ကိုပြစ်ချခဲ့တယ်လို့အီရန်ကကြေညာတာဟာအောင်ပွဲရဲ့တက်တည်မဟုတ်ပဲပုံမရှင်းလင်းလာတဲ့ရှုံးနိမ့်မှုအတွက်စင်ကြေတစ်ခုသာဖြစ်ပါတယ်။အီရန်က AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုအတုတွေနဲ့တိုက်ပွဲဝင်နေရတဲ့အခြေအနေဟာ စိတ်ပြတ်အားငယ်မှုရဲ့လက္ခဏာတစ်ခုပါပဲအီရန်ဘက်ကနေ F35 လိုလျှို့ဝှက်တိုက်လေယာဉ်တစ်စီးကိုတကယ်တမ်းပစ်ချနိုင်ခဲ့ရင်တော့စစ်ပွဲရဲ့အခြေခံသဘောတဘာဝကတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့လျှို့ဝှက်နည်းပညာဆိုတာလေယာဉ်ကိုလုံးဝမဆုံးရှုံးသေးဖို့ရည်ရွယ်တာမဟုတ်ပဲဆုံးရှုံးမှုအန္တရာယ်ကိုအတက်နိုင်ဆုံးရှော့ချဖို့ပါတပိုင်းကိုကြည့်ရင်1992ခုနှစ်ကအီရန်မှာမစ်ရှင်တထောင်ကျော်ပြန်တန်းခဲ့တဲ့ပထမဆုံးလျှို့ဝှက်လေယာဉ် F117 Nighthawk တောင်း 900ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိဆုံးရှုံးနိုင်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့ American ဟာစစ်စင်ရေးတစ်လျှောက်လုံးလေရင်တစ်စီးမှမဆုံးရှုံးခဲ့ပါဘူး။1999ခုနှစ် Yugoslavia မှာ F117 တစ်စီးပြစ်ချမခံရခင်အထိပေါ့။ဒီသင်္ကန်းစာဟာ F35 အတွက်လည်းအတူတူပါပဲ။လျှို့ဝှက်ဤပညာဆိုတာမော်ကာကွယ်တစ်ခုမဟုတ်ပါဘူး။ဒါဟာကရိယာတစ်ခုပါ။ Israel ကဒီကရိယာကိုဉာဏ်ပညာနဲ့ဤပညာတာလုံမှုနဲ့ပေါင်းစပ်အသုံးပြုတဲ့အခါရလကတော့လေရင်တစည်းမှမဆုံးရှုံးပဲအီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်ဒါဇင်နဲ့ချီဖျက်ဆီးခံရတာပါပဲ။ အခုလက်ရှိမှာညှင်းလို့များတဲ့ချက်ကတော့အီရန်ဟာသူ့ရဲ့လေပိုင်နက်ကိုထိန်းချုပ်မှုဆုံးရှုံးနေတာပါ။အစ္စရေးဒရုန်းတွေဟာအီရန်စိုးရအောက်အုံတွေနဲ့စစ်ဘက်ကုကယ်ရေးစင်တာတွေပျက်စီးနေတဲ့လေကြောင်းရုပ်ပုံတွေနဲ့တူလွတ်လွတ်လပ်လပ်လှုပ်ရှားနေပါတယ်။အီရန်ဘက်ကအောင်မြင်တဲ့ကြားဖြတ်ဖြတ်စည်းမှုဗီဒီယိုတစ်ခုမှပြသနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်အီရန်က F-35 ကိုပစ်ချခဲ့တယ်လို့ကြေညာတာဟာစစ်ရေးအောင်ပွဲမဟုတ်ဘဲရှုံးနိမ့်မှုကိုဖုံးကွယ်တဲ့ရည်ရွယ်တဲ့သတင်းစစ်ပွဲနည်းဗျူဟာတစ်ခုသာဖြစ်ပါတယ်။ F-35 တကယ်ပစ်ချခံရတယ်ဆိုရင်တော့ ။အစ္စရေးကသူ့ရဲ့တိုက်ခိုက်ရေးပုံစံကိုချက်ချင်းပြောင်းလဲနိုင်ပါတယ်။ပြန်တမ်းမှုလမ်းကြောင်းတွေနဲ့တိုက်ခိုက်မှုပြင်းထန်မှုကိုချိန်ညှိနိုင်ပါတယ်။ဒါမှမဟုတ် F15I Rampage လို့အကွာအဝေးရှည်လက်နက်တွေကိုအသုံးပြုပြီးစစ်စင်ရေးကိုဆက်လုပ်နိုင်ပါသေးတယ်။ဒီချက်လက်တွေအားလုံးကိုကြည့်လိုက်တဲ့အခါအစ္စရေးရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာရန်တန်းတိုက်ခိုက်နေတာမျိုးမဟုတ်ပါဘူး။ဒါဟာမဟာဗျူဟာမြောက်ပြီးအစ်စ်မြင့်တဲ့စစ်စင်ရေးတခုလို့ပြောလို့ရပါတယ်။အစ္စရေးရဲ့လေယာဉ်တွေပြစ်ချခံရတဲ့ဆိုတဲ့ခိုင်မာတဲ့အထောက်အထားဘာတစ်ခုမှမရှိပဲ စန့်ကျင်ဘက်အနေနဲ့အီရန်ဘက်ကတော့စစ်ရေးဆွမ်းရည်တွေဇက်တိုက်ဆုံးရှုံးနေရပါတယ်။ဒါကြောင့်အီရန်က F35 ကိုပစ်ချခဲ့ပြီလို့ကြေညာတာဟာတကယ်တမ်းအောင်ပွဲတစ်ခုရဲ့တပ်တွေမဟုတ်ပဲပိုပြီးရှင်းရှင်းလင်းလင်းမြင်သာလာတဲ့သူတို့ရဲ့ရှုံးနေမှုကိုဖုံးကွယ်ဖို့စင်ကြေပေးတာမျိုးပါပဲ။ AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုအတုတွေနဲ့တိုက်ပွဲဝင်နေရတာကလည်းအီရန်ရဲ့စိတ်ပြတ်အားငယ်မှုနဲ့အခက်အခဲတွေကိုထင်ဟပြသနေပါတော့တယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။